ခုဆက်ပြီးတော့နိုင်ငံတကာသတင်းတွေနဲ့တခြားစိတ်ဝင်စားစရာသတင်းတွေကိုပြောပြသွားမှာပါအမေရိကန်ကဒီရုရှားယူကရိန်းစစ်ပွဲငြိမ်းချမ်းရေးအစီအစဉ်ကိုအဆိုပြုလိုက်ပေမဲ့ဥရောပသမ္မတနဲ့ယူကရိန်းအရာရှိတွေကတော့ဒီအစီအစဉ်ဟာရုရှားအလို့ကျရေးဆွဲထားတယ်ဆိုပြီးတော့ပယ်ချလိုက်ကြပါတယ်အမေရိကန်စစ်ဝင်ကြီးဒန်ဒရစ်စကောဟာနိုဝင်ဘာလ20ရက်နေ့မှာယူကရိန်းသမ္မတဇလန်စကီနဲ့တွေ့ပြီးတော့ ယူကရိန်းဒီရုရှားပေါ့လေအပြစ်ခတ်ရစဲရေးအတွက်ရေးဆွဲထားတဲ့အမေရိကန်အစည်းအဝေးကို ပြောပြခဲ့ပါတယ်အမေရိကန်ကရေးဆွဲထားတဲ့ငြိမ်းချမ်းရေးအစည်းအဝေးထဲမှာယူကရိန်းအနေနဲ့နိုင်ငံရဲ့အရှိပိုင်းကမြေတွေအားလုံးကိုဒီရုရှားလက်ကိုအပ်လိုက်ဖို့တောင်းဆိုထားပါတယ်နောက်ပြီးတော့ယူကရိန်းအနေနဲ့စစ်အင်အားနဲ့စစ်ရေးစွမ်းရည်ကိုရှော့ချဖို့နဲ့ယူကရိန်း NATO အဖွဲ့ဝင်ဖြစ်လာဖို့အစည်းအဝေးတွေကိုဆိုင်းငံ့ဖို့လို့ပါဝင်ပါတယ်ဥရောပတမကကဒီအစည်းအဝေးကြောင့် အခက်ကြုံရတယ်လို့ဆိုပါတယ် ဥရောပသမဂ္ဂထိပ်နှံတန်တမန်တယောက်ဖြစ်တဲ့ကာဂျာကိုလစ်ကတော့ဒီငိမ့်ချမ်းရဲ့အစီအစဉ်ရေးဆွဲတဲ့နေရာမှာဥရောပနဲ့ယူကရိန်းတို့ပါဝင်ဆွေးနွေးခွင့်ရရှိရမှာဖြစ်ပြီးတော့ဥရောပကပါဝင်မှု မရှိတဲ့ဘယ်ငိမ့်ချမ်းရေးဆွေးနွေးမှုအာဒီရလက်တွေကိုမှလက်ခံမှာမဟုတ်ဘူးဆိုပြီးတော့သတင်းထောက်တွေကိုပြောပါတယ်ယူကရိန်းငိမ့်ချမ်းရေးဟာဥရောပလုံခြုံရေးအတွက်ဖြစ်တာကြောင့်ဥရောပကိုလေးလူရှုထားလို့မရဘူးလို့လည်းအလေးနက်ပြောဆိုထားပါတယ်ယူကရိန်းနိုင်ငံ ငံခြားရေးဝန်ကြီးကလည်းအမေရိကန် ကရေးဆွဲထားတဲ့28ချက်ပါငြိမ်းချမ်းရေးအစီအစဉ်ဟာရုရှားကလူလားချက်တွေကိုပဲထည့်သွင်းထားတာဖြစ်တယ်လို့ပြောခဲ့ပါတယ်။စပိန်တရားရုံးက Facebook ပိုင်ရှင် Meta ကိုဒီဒေတာခံအာ မီဒီယာအဖွဲ့အစည်းတွေကိုယူရို489သန်းအမေရိကန်ဒေါ်လာနဲ့ဆိုလို့ရှိရင်952သန်းရောကြီးပေးဖို့နဲ့ဒီအတိုးနှုန်းအတွက်ယူရိုသန်း60ပေးဖို့အမိန့်ချလိုက်ပါတယ်။မမျှတတဲ့ရှင်ပြိုင်မှုအတွက်ရောကြီးပေးရမှာဖြစ်တယ်လို့တရားရုံးကဆုံးဖြတ်ပါတယ်။ဥရောပစီမံစည်းကမ်းတွေအရာတုံးဆွဲသူတွေစီကအချက်လက်တွေကနေဒီလူပုဂ္ဂိုလ်တဦးချင်းစီအတွက်ကြော်ညာတွေဖန်တီးမယ်ဆိုရင်အာဒီလူ ပုဂ္ဂိုလ်အဲ့ဒီလူပုဂ္ဂိုလ်ရဲ့သဘောတူညီချက်ကိုရယူဖို့လိုအပ်ပါတယ်စပိန်ရဲ့အဓိကမီဒီယာအဖွဲ့အစည်းဖြစ်တဲ့ AMI ကမမျှတတဲ့ရှင်ပြိုင်မှုကိုစနစ်တကျနဲ့ဖြစ်အောင်လှုပ်ထားတာဖြစ်လို့2018ခုနှစ်ကနေ2023ခုနှစ်အတွင်းဥပဒေကိုချိုးဖောက်ခဲ့တယ်ဆိုပြီးတော့ Facebook Instagram နဲ့ဒီ WhatsApp တို့ကို ပိုင်ဆိုင်တဲ့အမေရိကန်ရဲ့အရာမကုမ္ပဏီကြီးဖြစ်တဲ့ Meta ကို2023ခုနှစ်မှာတရားစွဲဆိုခဲ့တာပါ စပိန်နိုင်ငံရဲ့မက်ဒရစ်တရားရုံးကအရင်လမှမက်ဒါဟာဒေတာကာကွယ်ရေးစီမင်းစည်းကမ်းတွေချိုးဖောက်ပြီးတော့ digital ကြော်ညာရောင်းချမှုမှာတိတာထင်ရှားလောက်အောင်ရှင်ပြိုင်မှုအသာစီးရခဲ့တယ်လို့ဆုံးဖြတ်ချက်ချခဲ့တာပါတရားဆွဲဆိုခဲ့တဲ့ AMI အဖွဲ့ကအထွေထွေ director Irene Lenzer ကိုကဒီဖြစ်ရက်ဟာ AMI ရဲ့သတင်းဌာနတွေတင်မကပဲတကဘာလုံးကမီဒီယာတွေအပေါ်ချိုးဖောက်တာဖြစ်တယ်လို့ပြောပါရယ် Spain Radio နဲ့ရုံမြင့်တန်ကြားဌာနတွေကလည်း Meta ကိုဒီကိစ္စနဲ့ပတ်သက်ပြီးတော့တီးခြားတရားစွဲဆိုထားပြီး Euro သန်း160ရောကြီးတောင်းဆိုထားပါရယ်ဝင်ကြီးချုပ် Pedro Sanchez ကဒီ Spain နိုင်ငံအနေနဲ့ Meta ကိုစုံစမ်းစစ်ဆေးနေပြီးကုမ္ပဏီရဲ့တာဝန်ရှိသူတွေကို Spain လွတ်တော်ရှေ့မောက်ကိုခေါ်ယူဖို့စီစဉ်နေတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပါတယ်။ဒီစုံစမ်းစစ်ဆေးမှုဟာတန်းနဲ့ချီတဲ့သုံးဆွဲသူတွေရဲ့ဒီပုံကိုရေးကိုရေးအချက်လက်တွေအပြင် လုံခြုံရေးနဲ့ပတ်သက်တဲ့ကိစ္စရပ်တွေဖြစ်ပါတယ်။ နောက်ဆုံးသတင်းကိုတော့ကျမတို့ဒီတုတ်ကွေးကူးဆက်မှုအကြောင်းကို ပြောပြချင်ပါတယ်။ဂျပန်နိုင်ငံနဲ့ထိုင်းနိုင်ငံတွေမှာတုတ်ကွေးဖြစ်ပွားမှုနှုန်းများပြားနေပါတယ်။ဂျပန်နိုင်ငံမှာတော့တုတ်ကွေးဖြစ်ပွားမှုနှုန်းဟာဒီ10နှစ်အတွင်းမှာ အမြင့်မားဆုံးဖြစ်နေတယ်လို့ဂျပန်အစိုးရကပြောပါတယ်။ နိုင်ငံတော်မှာရှိတဲ့သတ်မှတ်ထားတဲ့ဆေးဘက်ဆိုင်ရာလုပ်ငန်းတွေမှာထောင်ထဲချီတဲ့လူနာတွေဟာတတိပေးရလောက်တဲ့အဆင့်နဲ့၁၀နှစ်အတွင်းမှာအမြန်ဆုံးကူးဆက်ဖြစ်ပွားနေတယ်လို့ဆိုပါရယ်။နိုဝင်ဘာလ၁၀ရက်နေ့ကနေပြီးခဲ့တဲ့တနင်္ဂနွေနေ့အထိအာနိုင်ငံတော်ကဆေးဘက်ဆိုင်ရာဆေးရုံစည်းကမ်း3000နီးပါးလောက်မှာပေါ့လေလူနာပေါင်းတသိန်းခွဲနီးပါးလာရောက်ခဲ့တယ်လို့ကျွမ်းမာရေးဒီနောက်ပြီးတော့အလုပ်ကန်ရှာဖွေရေးနဲ့လူမှုဖူလုံရေးဝန်ကြီးကပြောပါရယ်။ ထိုင်းနိုင်ငံမှာတော့အော်တိုဘာလာတက်လာတဲ့အတွင်းမှာပဲတုတ်ကွေးဖြစ်တဲ့သူ36000ကျော်အထိရှိခဲ့ပြီးဒီနှစ်အတွင်းမှာတုတ်ကွေးဖြစ်ပွားသူ9000ခွဲနီးပါးအထိရှိခဲ့ပါတယ်။ဒီနှစ်ထဲမှာပဲတုတ်ကွေးကြောင့်သေဆုံးတဲ့သူကအယောက်100ရှိသွားပါပြီ။အဲ့ဒီထဲမှာ64ယောက်ကကာကွယ်ဆေးထိုးမထားတဲ့သူတွေဖြစ်တယ်လို့ကျန်းမာရေးအရာရှိတွေကပြောပါတယ်။